ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မဆန်တော်ချိန်ညနေ၄နာရီအချိန်ကိုရောက်ရင်မြမလရွေးစဉ်ယူဆက်ကုံမျိုးသားဘောလုံးအသင်းနဲ့နီပေါ်လရွေးစဉ်ယူဆက်ကုံမျိုးသားဘောလုံးအသင်းတို့ဟာအာရှဖလားရှစ်စပွဲရှင်မြန်ကစားတော်မှာဖြစ်ပါတယ်ခင်ဗျာယူဆက်ကုံမျိုးသားအာရှဖလားပြိုင်ပွဲရဲ့ရှစ်စပွဲတွေမှာမြမလရွေးစဉ်ယူဆက်ကုံမျိုးသားဘောလုံးအသင်းကနီပေါ်အာဖဂန်နစ္စတန်ဆီးရီးယားအိုမန်တို့နဲ့တိုးဆူတဲ့ကြောင်းနေပါတယ်ခင်ဗျာအိုမန်ကတော့ ယူဆက်ကွန်အမျိုးသားအာရှဖလားပြိုင်ပွဲမှာချန်ပီယံနှစ်ကြိမ်အောင်ဖြစ်ထားမှုတွေဖြစ်ပါတယ်။ဒီတော့မြန်မာလက်ရွေးစီယူဆက်ကွန်အမျိုးသားအသင်းအတွက်ပိုမန်၊ဆီးရီးယားဒီသင်းနဲ့ကစားမယ့်ပွဲစဉ်တွေကအဆုံးဖြတ်ပွဲစဉ်တွေဖြစ်လာဖို့ကြာခိုင်နှုန်းများနေပါတယ်ခင်ဗျ။ဒီပေါ်သင်းကတော့ခြေစစ်ပွဲအဖွင့်ပွဲစဉ်ကိုဆီးရီးယားနဲ့ကစားခဲ့ရတယ်။အဲ့ပွဲစဉ်မှာဆီးရီးယားကနီပေါ်ကို၄-၂ကိုးဆယ်ရလာနဲ့အနိုင်ရရှိသွားခဲ့ပါတယ်ခင်ဗျ။မြန်မာလက်ရွေးစီယူဆက်ကွန်အမျိုးသားအသင်းကတော့ အာဖဂန်နစ္စတန်ယူဆက်ကွန်မြို့သားပေါ်လုံးတင်တဲ့ရှစ်စစ်ပွဲအဖွင့်ပွဲစဉ်ကစားခဲ့ရတယ်။မြန်မာလက်ရွေးစင်ယူဆက်ကွန်မြို့သားတင်က၃ဦးတကူဆွေရတဲ့နဲ့အနိုင်ရှိခဲ့ပါတယ်ခင်ဗျ။ဟုတ်ကဲ့အခုဒုတိယပွဲစဉ်ဟာမြန်မာလက်ရွေးစင်ယူဆက်ကွန်မြို့သားတင်အတွက်ဂိုးပြက်အနိုင်ရလက်ရယူဖို့လိုအပ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ရှစ်စစ်ပွဲမှာတသိမဲ့ရှစ်စစ်ပွဲအောင်မှာဖြစ်တဲ့အတွက်တကယ်လို့နောက်ဆုံးမှာအမှတ်တူတဲ့အနေထားဖြစ်လာရင်တွင်းကုတ်ကွာချက်ကအရေးပါလာနိုင်ပါတယ်။ဒီနေရာမှာဒီပေါ်ရဲ့ အားသာချက်တခုပြောပြပေးခြင်းပါတယ်။နီဘောဟာဒီအုပ်စုမှာအားအနေဆုံးသင်ဖြစ်ပါတယ်။ဒါပေမဲ့ဘလို့အားသာချက်ရှိလဲဆိုတော့စီးရီးယားနဲ့ပွဲမှာသူတို့ဟာနောက်ဆုံးပွဲပြီးချိန်ထိ fighting the spirit ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့သူတို့ကစားသွားခဲ့တယ်။ပြောရမယ်ဆိုရင်ဗျာ၃ဂိုးသူတို့တွင်းခံထားပြီ။ဒီကြားနေနောက်ကလိုက်ပြီး၂ဂိုးပြန်သွင်းတယ်။၃ဂိုး၂ဂိုးဖြစ်တယ်။အဲနောက်မှာစီးရီးယားဟာအနိုင်သေးကြစေမဲ့သုတ်ထောက်ကိုထပ်သွင်းနိုင်ခဲ့တယ်ပေါ့လေ။နီဘောဟာအဲ့လိုမချော့စရန်ကစားရတဲ့စိတ်ရှိလို့ မြန်မာလက်ရွေးစင်ယူဆက်ကွန်မျိုးသားအသင်းလေးနဲ့သတိကြီးထားပါလိမ့်မယ်နောက်ဆုံးမိနစ်အထိသတိတစ်ချက်လက်လွတ်လို့မရပါဘူးခင်ဗျရှေ့ရပွဲစဉ်ကိုပြန်ပြီးကြည့်လိုက်မယ်ဆိုရင်လည်းမြန်မာလက်ရွေးစင်ယူဆက်ကွန်မျိုးသားအသင်းဟာ၃ဂိုးရခဲ့တယ်ဒါပေမဲ့အာဖဂန်နစ္စတန်ကိုတကိုးပြန်ပေးလိုက်ပြီးရဲ့နောက်စွမ်းဆောင်ရွေးဆိုင်ကကြောကြသွားခဲ့တယ်အာဖဂန်နစ္စတန်ကယူရဲ့ကိုယ့်ဘက်ကိုစက်တိုက်ဖိပြီးတော့ထိုးဖောက်တိုက်စစ်ဆင်တာတွေကျွန်တော်တို့မြင်ခဲ့ရတယ်ခင်ဗျအဲ့တော့ပွဲပြီးခါနီးအချိန်ကိုရောက်ရင်မြန်မာလက်ရွေးစင်ယူဆက်ကွန်အမျိုးသားအသင်းဟာ ကစားအားကျတဲ့လို့ကျွန်တော်တို့ယူဆเสียရှိနေပါတယ်ဒီအားနဲ့ချက်ကိုဒီဘက်မှာပြုပြင်နိုင်မှုတော့အပ်ပါတယ်ဒီဘောသင်းကိုကိုပြတ်အနိုင်ရအောင်ကစားနိုင်မှာဈေးလို့လဲမြမလက်ရွေးစဉ်ယူဆက်ခုံမျိုးသားအသင်းအတွက်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ